ဟောင်ကောင်ရှိလန်ကန်ပလစ်ကုန်တိုင်းမှာမလ25ရက်နေ့ကဆက်လီကားတစင်အရှိန်နဲ့ရုတ်တရက်ပြောင်းပြန်ရွေးရှားခဲ့တာကြောင့်လူ78ဦးထိခိုက်ဒဏ်ရာရှိသွားတယ်လို့သိရပါတယ်။မျက်မြင်တွေ့သူတွေရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ထဲမှာအဲဒီကုန်တိုင်းရဲ့လေးတန်းနဲ့ရှစ်ထပ်တို့ကိုဆက်သွယ်ထားတဲ့အရှိန်55မီတာရှိဆက်လီကားဟာတတိပေးအချက်ပြမှုမရှိဘဲရုတ်တရက်ပြောင်းပြန်ရွေးရှားခဲ့တဲ့အတွက်ဆက်လီကားပေါ်မှာရှိနေတဲ့ဈေးဝယ်သူတွေဟာဟန်ချက်မထိန်နိုင်ဘဲဆက်လီကားခြေရင်းကိုစုပုံလဲကြကုန်တာကိုတွေ့ရပါတယ်။ ေးမတော်တဆမှုကိုမြင်တွေ့တဲ့ဇဲဝဲလာသူတွေရဲ့ပြောကြားချက်အရဆက်လီကမတော်တဆမှုဖြစ်စဉ်ဟာ10မိနစ်လောက်ကြာခဲ့ကြောင်းလမ်းကြောင်းပြောင်းပြန်ဖြစ်သွားချိန်ဆက်လီကရဲ့အရှိန်ဟာပုံမှန်ထက်2ဆ3ဆလောက်မြန်နေကြောင်းဒဏ်ရာရသူအများစုဟာလူငယ်တွေဖြစ်လို့အမြန်ပြန်ထနိုင်ခဲ့ကြောင်းဒဏ်ရာရရှိသူအမျိုးသမီး14ဦးနဲ့အမျိုးသား4ဦးရှိကြောင်းလည်းသိရပါဗျာ မတော်တဆမှုကိုစစ်ဆေးခဲ့တဲ့တာဝန်ရှိသူတူကတော့မတော်တဆမှုဟာဆက်လီကားရဲ့နောက်ပြန်ခီယာနဲ့ break နှစ်ခုတည်းကတစ်ခုချုပ်ရင်းခဲ့တာကြောင့်ဖြစ်နိုင်တယ်လို့သုံးသပ်ခဲ့ပါတယ်။ကုန်တိုင်းရဲ့ပြောရေးဆိုခွင့်ရှိသူကလည်းမတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းကိုစစ်ဆေးပေးဖို့ဆက်လီကားဆောက်လုပ်တဲ့ contractor company ကိုအကြောင်းကြားထားတယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။